ချစ်ရှောပေးနေတဲ့ပြိဿာတို့မင်္ဂလာပါ2025 April 2ရက်နေ့ဇာတ်ပတိနေ့မြန်မာတက္ကရာ1389ရက်နှစ်တခုနေ့ရဖြစ်ပါလေမင်္ဂလာနှစ်ခုနေ့ရပါ တဏိဒာမူလစသရှင်တဲ့ခက်ကဇေထနဲ့ခက်ဖြစ်တဲ့တဏိဒာလက်ဒီယတမြောက်ရစန္တိယယတမြောက်ရယံဘောယယကတောင်ရဖြစ်တဲ့ဒီနေ့တဏိဒာဟာမဟာယကျမ်းနဲ့သွားတိုက်ဆိုင်တဲ့အတွက်အရှိတောင်ရကိုတည်သွားစရာနဲ့ကျူးဆက်ရမယ်ညနေ၃နိုင်နဲ့၄နိုင်ခွဲအတွင်းမှာသွားလာနေထိုင်ကျူးဆက်ရမယ် ဒီနေ့တာဂျိုနေထားပိုက်မှာမိသယာတိမှာတနေ့ကလေးဂျိုပိသယာတိမှာဇာသာပရိဂျိုကရကယာတိမှာငါဂျိုကံယာတိမှာကေဂျိုပြိဿာယာတိမှာတနေ့လာဂျိုမေယာတိမှာဗုဒ္ဓဂျိုသောက်ကြဂျိုစနေဂျိုနဲ့ရောက်ဂျိုတို့တည်တည်တည်ရှိတယ်မိသယာတိဘွားတွေအတွက်ထူးခြားသောကောင်းခြင်းတန်တဲ့တိုးတက်ခြင်းရှိတယ် ရေပန်းချက်တဲ့ကိုလက်တွေ့ကောင်းထဲပေါအောင်မြင်နိုင်တယ်။ဒိဋ္ဌရာတိဘွားတွေမှာရေပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။ဘဝကံတိုးတက်ခြင်း၊ရွယ်ကြအောင်မြင်ခြင်းနဲ့ဘုလနေထာတွေပုံပြသောနေထာတို့ရောက်ရှိမယ်။မေထောရာတိဘွားတွေမှာထူးထူးခြားခြားကောင်းခြင်းကံတွေရှိမယ်၊တက်ကံတွေနဲ့ကြုံပြီးမှဆင်ပြေမယ်၊ရံနဲ့ကြုံပြီးမှအောင်မြင်မယ်။ကရကရာတိဘွားတွေမှာငွေကြေးကံကောင်းမယ်၊အလိုပြည့်စုံမယ်၊ဘဝတိုးတက်မယ်၊ရှင်မကြအောင်မြင်မယ်။ တရားဒီဘာဒီမှာရာတိုက်ခံနေရှင်ပြီးတော့မယ်အတိုက်ခံကြမှာတိုးတက်ဖို့ဖန်တီးရမယ်ကာယဒီဘာဒီရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ဒီနေ့စလိုက်တဲ့ကိစ္စထူးထူးခြားခြားအောင်မြင်မယ်ဒုယာဒီဘာဒီအတွက်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်အတိုက်ခံကြမှာတိုးတက်မယ်ဝေကျိတဲ့လုပ်ငန်းကပြောဆိုဆောင်ရွက်မှုတွေရှင်းပြမယ်ဒိဆာယာဒီဘာဒီမှာဥတီချက်တဲ့လောက်ကဲ့မှုတွေရဲ့ကောင်းသောကျိုးစေကိုရရှိမယ်လိုရာပြည့်စုံမယ် ဒနုယာတိဘာတွေမှာချက်ချင်းဆုံးဖြတ်ပြီးရှေတုံးတော့ကန်ကျင်တို့ရဲ့အကျိုးဆက်နဲ့ဘဝတွတ်တဲ့ဘုက္ခဖန်ဒီရရှိသွားမယ်။ခရီးကံကောင်းမယ်ရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့တုံချိုးပေးမယ်။မကာရယာတိဘာတွေမှာဝိချိတ်ကံကောင်းခြင်းတပ်ပွင့်ခြင်းတို့ရပြည့်စုံခြင်းနဲ့ဘဝတွတ်တဲ့ခြင်းကိုကြောက်မယ်။ကောင်းယာတိဘာတွေအတွက်ရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့သူတို့ကြကြဆင်ပြေမယ်။ဝိချိတ်ကံကောင်းမယ်ဘဝတွတ်တဲ့မယ်။မေယာတိဘာတွေအတွက် အထုတလည်းသောင်းသောနေသားနဲ့တွတ်တက်တက်ကနေပွင့်နေချက်ချင်းဆုံးဖြတ်ပြီးရှစ်တုံးတော့ကန်ချင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တွတ်တက်မှုကံစမာမြေမမှုရဲ့တက်တာတာကိုပြေဝရရှိသွားပါလိမ့်မယ်တနေ့တာအပြာရင်ရောင်မိခိုးရောင်လက်ပြောင်တို့ကိုဝစ်ဆင်သောဆွေချင်းဖြင့်ကောင်းသောကံစမာကိုရမယ်ဒီနေ့မြမနိစ္စတည့်နေ့ဖြစ်တရားပြောစွာကုသိုလ်ကောင်းမှုတို့ကိုပြုပါ အောင်စေကောင်းစွာပြုပါဒါနပြုပါလူတန်းမှာထူးခြားတဲ့အနာဂတ်ကိုဖန်တီးပါကျေးဇူးတင်ပါတယ်